မြမရိုးရရင်ကျင်းမှုအညာအစားစာတွေကိုရရှိနိုင်ပါတယ်ဆိုတော့အညာအထားစားတော့ဆိုင်လေးကိုကျော်တရားမြို့နယ်38လမ်းမှာဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်။အညာအထားဆိုတဲ့ဆိုင်တွေကိုဝင်လိုက်တာနဲ့အညာရဲ့အငွေ့အသက်အရသာတွေကို ခံစားနိုင်မှာပဲဖြစ်ပါတယ်။အညာရဲ့အရသာရအောင်အစားအသောက်ချက်ပြုတ်ဖို့အတွက်အညာဒေသကနေမှာယူပြီးချက်ပြုတ်ထားတာဖြစ်တယ်လို့ဆိုင်ရှင်ကိုမျိုးမင်းထွန်းကဆိုပါတယ်။အညာအထားမှာရရှိနိုင်တဲ့အစားအစာတွေနဲ့ပတ်သက်ပြီးတော့လည်းအခုလိုပဲပြောပြခဲ့ပါတယ်။ အဲကျွန်တော်စားသုံးလုပ်ငန်းဆောင်မှုအပိုင်းဆိုတော့ကျွန်တော်အဲ့ဒါလဲကျွန်တော်တို့ကလိုစဉ်းစားပါတယ်အရင်ကြီးကျွန်တော်တို့တိတ်ပြီးတော့ဒီဟိုတယ်လိုပေါ့နော်သူတို့လိုတကယ်အရင် post ဖြစ်တယ်ခေါ်တော့ပေါ့အရင်ကြီးအဆင့်ပုံသဏ္ဍာန်မတူတဲ့ဟာမျိုးမသွားပဲနဲ့အညာမှာလိုပဲပုံမှန်လင်းလင်းလေးပေါ့နော်ပေါ့ပေါ့ပေါ့လေးဖြစ်တဲ့ပုံသဏ္ဍာန်ကို ကြအောင်မယူထားတယ်အဲ့ဒါမှဒါလူတွေကဟိုပို့ဘွား last side လွယ်ပို့ဘွားဖြစ်မယ်ကိုရင်ကိုရလို့လည်းသဘောထားပြီးဆက်လို့ရပေါ့အလွန်အလွန်ကျွန်တော်နည်းနည်းဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့ဟိုရဲ့အရွယ်စားနဲ့ကျွန်တော်တို့ရဲ့ပုံစံနဲ့အရင်ကြီးဟိုနောက်ဆုံးပြရတော့ပဲများတဲ့ပုံစံမလို့ဘူးပေါ့ဟို style နဲ့အများကြီးမလို့ဖက်နဲ့ပို့ဘွားလေးဖြစ်အောင်မလုပ်ထားတာပေါ့အညာအထာဆိုတဲ့ခေါင်းစဉ်နဲ့လှုပ်လိုက်တော့ကျွန်တော်တို့ကဒီအညာနဲ့ပတ်သက်ပြီးတော့ဟိုတော်တော်လေးကို ဒီစဉ်းစားရတာပေါ့နော်ကို့အညာရဲ့တဘာဝတချို့ပေါအောင်လုပ်နိုင်မှုကနံပါတ်1ကြတာပေါ့နော်အဲ့တော့အဲ့ဟာလေးပါလဲပါလာမယ်အဲ့ဒီအရာသားလေးလေးရတဲ့တဲ့လောက်ရှားရမယ်နောက်တစ်ခါဒီစားတော့မှာကျွန်တော်တို့ကစကူးထားတဲ့ဟိုဟာပေါ့ယူဆရ philosophy ရဆိုတာ minimalism ပေါ့ minimalism ဆိုတာဒီအနေဝါဒပေါ့နည်းနည်းလေးနဲ့ကောင်းအောင်လုပ်တဲ့နည်းကိုတွားတာဖြစ်တဲ့အတွက်တကယ်လို့ကျွန်တော်တို့စမလာစားပြီးတော့ဒီစားတော့ပြီးတော့ဂျင်းနဲ့တာမဂျင်းနဲ့တာနောက်တစ်ခါ အများမှာလည်းဒေတာမျိုးလုံးရှိရဒီဒေတာနဲ့မတူဘူးဟိုဒေတာနဲ့မတူဘူးဆိုတော့အဲ့လိုအမျိုးလေးရှိလဲဝိုင်းပြီးတော့အကြံပေးပါလို့ပဲကျွန်တော်ပြောချင်တယ်ပြီးအဲ့လိုအကြံပေးဖို့လည်းလာပြီးတော့စံသက်စတော့ကြည့်ပါဦးပြောချင်တယ်အညာအထာဆိုတဲ့ဆိုင်လေးကိုတော့စက်တင်ဘာ14ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်အညာအထာဆိုတဲ့ဆိုင်လေးကိုလာရောက်စားသုံးခဲ့တဲ့မတ်တင်စာပပဟန်ကတော့ဆိုင်နဲ့ပတ်သက်ပြီးသူ့ရဲ့အမြင်လေးကိုအခုလိုပြောပြခဲ့ပါတယ် ဒီအညာအထာဆိုတဲ့ဒီခေါင်းစဉ်လေးအတိုင်းပဲပေါ့နော်မြမယဉ်ကျေးမှုတွေပါတယ်သူအပြင်စင်ပေါ့အခုကျွန်တော်တို့ traditional food တွေပြည်တဲ့ဒီဟိုပေါ့နော်ဘာပြောရလဲဆိုတော့ ้าตอกที่ตุยมาดิโหก็เนี่ยขญักโตเปรรูปบ่เนาะอธิกบ่อะแล้วแล้วตัว traditional ดิเจ้ามารู้เล้งเนี่ยตะนคาร้องนี่บาดิตุยอะเปียนอสินนี่ดิเจ้ามารู้ตุยอ่ะแล้วแล้วดิบัจจีก้าดิโหเลยจี้ได้คํามาเจ้ามารู้ดิနိုင်ငံကဒီဗမာပကြီးတွေပေါ့နော်ဒီဗမာကာချားတွေဒီပကြီးတွေကိုတွေ့ရတဲ့အခါကျတော့အဲဥစ္စာလေးတွေတအားထူးကြတယ်ဒီပြည့်ဆိုင်မှာဆိုဒါလည်းမျိုးတွေမတွေ့ရအောင်ဟုတ်ကဲ့